DVB Digital Fast အမတ်တင်အခြေခံပညာအထက်တန်းကျောင်းတို့မှစကန်တွင်သင်ကြားလေ့ကျင့်နေတဲ့တက္ကသိုလ်ပမောက္ခဆရာဆရာမများနဲ့အခြေခံပညာဆရာဆရာမများက2025ရန်ကုန်ဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကကတိကဒေါ်ဝင်းအောင်စီရီယံလောက်ခအေအေနဲ့ပူးပေါင်းသွားတယ်လို့စစ်ကောင်စီကထုတ်ပြန်ပြီးနောက်ပိုင်းမှာတက္ကသိုလ်ကနီးပြနဲ့ကတိကတွေကိုစာရဖတ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကနောက်ရောက်ခံလိုက်တာတွေစောင့်ကြည့်တာတွေလုပ်လာတယ်လို့ပညာရေးဝန်ထမ်းနဲ့ နှိစက်သူတွေစီကသိရပါတယ်။မန်လေးနဲ့စကိုင်းကတက္ကသိုလ်ဝင်ဆက်မွေးပြန်ဖြေမဲ့ចောင်းသားចောင်းသူတွေကိုစာတင်ပေးနေတဲ့ကတိကဌာနမှုတွေကိုစာအဖအဖွဲ့နဲ့ပြည်ထရေးကမှတ်တမ်းယူလာတွေရှိတယ်လို့ပညာရေးဝန်ထမ်းနဲ့နှိစက်သူတွေစီကသိရပါတယ်။နေပြည်တော်ရှိသဘောဘေးရနယ်ဆိုင်ရာစီမံခန့်ခွဲမှုဘုံဌာနမှာမေလ၁၂ရက်နေ့နေ့လယ်ကပြုလုပ်တဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပညာရေးဝန်ထမ်းတွေကိုကိုယ်ရေးအချက်အလက်တွေမှတ်တမ်းယူထားဖို့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းနှောင်းက ညွှန်ကြားထားတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။အစည်းအဝေးမှာပညာရေးဘက်ကသတင်းပေးတွေနဲ့ဖေးသီးတွေရှိနေကြကြောင်းနောက်ကြောင်းလိုက်ဖို့ပြောတယ်။ကာကွယ်ရေးဘက်ကဒီကိစ္စကိုသဘောတူတယ်။ပညာရေးဝန်ကြီးဌာနဘက်ကဘာမှမပြောဘူး။မိထီလာကိစ္စကလူကြီးရဲ့ကြားမှာအတော်လေးရိုက်ခတ်သွားတယ်လို့ပြောပါတယ်။မေလ9ရက်နေ့ကမိထီလာတက္ကသိုလ်မှာတက္ကသိုလ်ဝင်ဆံမွက်ပြန်ပြင်မဲ့ကျောင်းသားကျောင်းသူတွေကိုစာသင်ပေးနေတယ်။ရန်ကုန်ဝေးတဲ့တက္ကသိုလ်ကကတိကဒေါ်ဝင်းအောင်ပျောက်ဆုံးပြီး ဘေလ၁၇ရက်နေ့မှာစီရီယံလုတ်ကအေနဲ့လက်တွဲသွားတာလို့စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်ဝင်းစင်တက္ကသိုလ်တက်တာဗီရာဌာနကတိကဒေါ်ဝင်းအောင်ကိုနထိုးကြီး PDF ဖွဲ့ကဖမ်းဆီးထားတယ်လို့သတင်းထုတ်ပြန်ခဲ့ပေမဲ့အရခတ်တက်တော်အေနဲ့ပူးပေါင်းသွားတယ်လို့သာစစ်ကောင်စီကအချက်လက်တချို့နဲ့ထုတ်ပြန်ပြောဆိုလာပါတယ်။အေရဲ့ပြောရင်းဆိုရင်းရှိသူခိုင်ဒုက္ခကတော့အေဘက်ကဒေါ်ဝင်းအောင်ရောက်လာတာမရှိသေးသလိုစစ်ကောင်စီထိန်းချုပ်နယ်မြေထဲမှာပျောက်ဆုံးသွားတဲ့အတွက်စစ်ကောင်စီမှာပဲတာဝန်ရှိတယ်လို့ BBC ကိုဖြေဆိုထားပါတယ်။ မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလျင်ကြောင်းမန်လေးစကိုင်းနေပြည်တော်နဲ့ကချင်ပြည်နယ်ကကျောင်းသားကျောင်းသူ63ကျော်ရဲ့အဖြေလွှာတွေမိလောင်ခဲ့တဲ့အတွက်လာမယ့်ဇွန်လ16ရက်နေ့မှာစံပွဲပြန်ဖြေဖို့စစ်ကောင်းဆောင်ကဆုံးဖြတ်ခဲ့ပါတယ်။